ကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲပေါ့နော်ဒီနေ့မှာတော့ဒါညနေပိုင်းမှာတော့ချိန်တိတာ၃ညလုံးပိုင်း၃ည break ပေါ့နော် break ကတော့ဒါတော့ကျွန်တော်ကတော့ဖန်လာတော့၃ည break ကိုကျွန်တော်ဖန်လိုက်တယ်ပေါ့နော်လုံးပိုင်းကတော့၃ညပေါ့နော်တနေ့ကတော့၃ညတစ်လုံးလေးပဲကျွန်တော်ဖန်မိထားတယ်ပတ်တိရင်ပတ်တရားလိုမျိုးတော့ကျွန်တော်မပြီးတော့ကျွန်တော်မနေ့ကတော့ကျွန်တော်ကနှစ်၉၉နှစ်ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်နှစ်၈ဆိုတော့ဒီကွာကောင်းကျွန်တော်ဖန်လိုက်တဲ့အချိန်မှာသူက နှစ်ကိုထွက်ပြီးတော့6နောက်ပိတ်ဆိုတဲ့အတိုင်းကျွန်တော်တို့6နောက်ပိတ်ကြလာခဲ့တယ်ပေါ့နော်6နောက်ပိတ်ကြောင်းလို့ညနေတော့၄ကိုပတ်တီးပေါ့နော်ဒါမှမဟုတ်ကျွန်တော်၄ကိုပတ်တီးကိုကျွန်တော်ရဒီ3ညလုံးမှိုင်3ည break နဲ့ပဲကျွန်တော်ပြန်ပြီးတော့ဒီမှာလဲကျွန်တော်ရဲ့ YouTube channel လေးမှာလဲကျွန်တော်ဒါချပြထားခဲ့တယ်ပေါ့နော်ဒီမှာကျွန်တော်ရဲ့ဒီမပြောက်ဒီပတ်တီးလေးရတော့ဒါဗုဒ္ဓဦးတွင်ပတ်တဲ့ပတ်တီးသမားတွေရတော့ဒါတနင်္လာနေ့မှနေမယ်အားလုံး ပေါက်သွားခဲ့ပြီပေါ့နော်ဒါတုံညာပတ်ဒီနှစ်ပတ်ဒီဖြစ်ပါတယ်เนาะတင်လာနေဖွင့်နေပါလိမ့်မယ်ဒါရသင်းတလောင်းနဲ့ရမယ်မပြောက်ပတ်ဒီကတော့ခွန်နဲ့တင်နေဖြစ်ပါတယ်ပတ်စင်တော့မဖောက်ခဲ့ဘူးပေါ့เนาะမိတ်ဆွေတွေချက်နေတဲ့ဆိုရင်ကစားပါဗုဒ္ဓဦးတင်ဘရိတ်ကလည်းဒါလေးကိုဘရိတ်ချုပ်တဲ့လူတွေကလည်းဒါပေါက်သွားပါပြီเนาะ KP ကတော့ကျွန်တော်ဒီ6.5ကိုကိုတုံညာဒီလေးတုံညာဆိုတော့ KP လေးကျွန်တော်ဖွင့်ထားပါတယ်เนาะစင်လာကြီးကန်ဆယ်လို့ရပါတယ်အခုဒီမှာဒီနေ့မှာလည်းကျွန်တော်ဒီမှာရေးပေးထားပါတယ်မို့တရက်စာလုံးမိုင်းကတုံညာဘရိတ်ပိုင်းဆိုလို့လည်းတုံညာပါပဲပေါ့เนาะ အခုဒီညနေဒီညနေအတွက်ကိုလည်းကျွန်တော်ဒီမှာရေးပေးထားပါတယ်၃ညပိုင်း၃ည break ပါเนาะအဲ့တော့မနက်ဖြန်ကိုကျွန်တော်ပြောပေးပါမယ်မနက်ဖြန်ကိုကတော့အမှန်မှန်မိတ်ဆွေတို့လက်ခံနိုင်နေဆိုရင်ကစားပါဒီမှာကျွန်တော်တို့ဒီဇာတို့ပဲသွားမယ်ဆိုရင်ပတ်တီးရတော့ဒါမှပျောက်ပတ်တီးခွန်ရှိမယ်တစ်ရှိမယ်ပေါ့เนาะကျွန်တော်ကတော့မနက်ဖြန်ကိုကျွန်တော်ဖန်ထားတဲ့ကောင်းကတော့၃ည ခွန်အချိန်ပေါ့နော်၃ညခွန်အချိန်ကိုကျွန်တော်ကတော့အဲဒါခွန်ပိုင်းခွန်ပရိတ်ကျွန်တော်ဖမ်းပါတယ်နော်မနက်ဖြန်ကိုခွန်ပိုင်းခွန်ပရိတ်ကျွန်တော်ဖမ်းပါတယ်အဲဒီ၁၉ရက်နေ့ပြီးတယ်ဆိုရင်၁၈ရက်နေ့၁၈ရက်နေ့တနေ့ကုန်ကိုကျွန်တော်ခွန်တစ်လုံးပိုင်းခွန်ပရိတ်ကျွန်တော်ဖမ်းတယ်ပေါ့နော်အချိန်ကတော့၁ညကတော့၃ညခွန်အချိန်နေပေါ့နော်၉နာရီကျော်ထွက်ပြီဆိုရင်ကျွန်တော်ဖမ်းပြပါမယ်ဒီအနည်းကို9နှစ်ဆိုတဲ့ကဏ္ဍထွက်ပြီးသွားပြီဆိုလို့ရှိလို့ရှင်ကျွန်တော်တို့ဒီ6နောက်ပိတ်ထွက်တာဖြစ်တော့လေ6နောက်ပိတ်ကြောင့်မလို့ကျွန်တော်တို့က2 9နှစ်ဆိုတဲ့ကဏ္ဍနေကိုလည်းမနက်ဖြန်မှာပြန်ထိုးရပါအောင်မယ်နော်မနက်ဖြန် 2992ဆိုတဲ့ကနေအချိုမှာမထွက်ရင်ကျွန်တော်တို့ရဲ့ main home ကွက်က2992ဖြစ်ပါတယ်ပတ်တီးလိုက်မယ်ဆိုတဲ့ဇာတိလိုက်မယ်ဆိုတဲ့မိတ်ဆွေတွေက1တုံးမဟုတ်ခွန်ပဲဆက်ပြီးတော့ထိထိမိမိလိုက်သွားပါကြာတာပရိတွင်ဒါထွက်လာပါလိမ့်မယ်နော်အဲ့ဒါနေလိုက်ပဲကျွန်တော်တို့ကစားမယ်ဆိုတဲ့မိတ်ဆွေတွေကတော့ပြားမများပါနဲ့ကျွန်တော်ဆက်တိုက်မှန်းနေကြပါတော့ဒီမှာလဲကျွန်တော်ညနေတောက်ကြနေဒီမှာတော့ကျွန်တော်လေးဘရိတ်ပါเนาะကျွန်တော်လေးဘရိတ်ကျွန်တော်ဖမ်းပြီးခဲ့ပါတယ်လေးဘရိတ်ကျွန်တော်ဖမ်းပြီးခဲ့တော့လည်း6ရက်နဲ့ကျွန်တော်တို့ရကြမှာပါเนาะအဲ့တော့ကျွန်တော်ဒီမှာဒီနေ့မှာတော့3ညလုံးမိုက်3ညဘရိတ်ဆိုတာလေးကျွန်တော်လုံခဲ့တဲ့17နာရီကကျွန်တော်တင်ပြီးခဲ့တယ်ပေါ့เนาะ ဒီမှာလည်းကြည့်ပါနော်လုပ်ငန်းရဲ့၈နှစ်ရဲ့ကျွန်တော်ကျင်တင်ပေးထားပါတယ်ဗီဒီယိုနဲ့တကွာကျွန်တော်အကုန်လုံးရှင်းပြပေးထားတာပါနော်အဲ့တော့အမနက်ဖန်တော့ကိုကျွန်တော်ဒါဒီဗီဒီယိုလေးကပြောပြတာဖြစ်တယ်၃ညခွန်နေကုန်ပတ်မယ်ဆိုတဲ့မိတ်ဆွေတွေကပတ်ပါခွန်ပိုင်းခွန်ဘရိတ်ချုပ်မယ်ဆိုတဲ့မိတ်ဆွေတွေကလည်းဒါချုပ်လို့ရပါတယ်နော်ခွန်ပိုင်းခွန်ဘရိတ်ပါနော်အဲ့တော့ခွန်မဲ့ ဇာတို့ပတ်မယ်တစ်ပဲဇာတို့ပတ်မယ်ဆိုတော့မိတ်ဆွေတွေလည်းခွန်မဲဖြစ်ဖြစ်တစ်ပဲဖြစ်ဖြစ်ဇာတို့တလုံးဝပဲပတ်ပါအထင်မိမိပေါအောင်လို့ပတ်လို့ရပါတယ်နော်ဒီမှာတော့ကျွန်တော်ဒါငါဖုန်းနံပါတ်ပေးထည့်ပေးခြင်းနဲ့ဆိုတော့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီမှာ6599 90 140ဆိုတော့ကတ်ရင်ခွန်6ခွန်ခွန်ကြောင့်980ဆိုတော့တိတ်နောကတ်လေးရရှိပါတယ်ဖုန်းပြီးမိတ်ဆွေတို့တရာကြီးစိန်နာကြီးထည့်ပေးခြင်းနဲ့ဆိုတော့မိတ်ဆွေတွေထည့်ပေးလို့ရပါတယ်နော်အားလုံးပဲတက်ရှူတိုင်းဝင်ဝင်ချပါသေးတယ်ထည့်မိမိထပ်ပြီးတော့ပေါက်ကြပါစေနော်